ကိုနဲ့မထိုက်တန်တဲ့အရာတွေကိုဆွဲလမ်းမိရင်မမောမိရင်နာကျင်ရတတ်တယ်ပူလောင်ရတတ်တယ်နောက်ဆုံးအသက်အန္တရာယ်ပါပျက်စီးဆုံးရှုံးရတတ်တယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းရမြတ်ဗုဒ္ဓအလောင်းလျာဘဝမှာတော့ကရှင်သိမ်းမင်းဖြစ်ခဲ့ အဲ့ဒီချင်းသိမဲရရွှေကူမှာညီဖြစ်တဲ့ချင်းသိ6កောင်နဲ့ညီမဖြစ်တဲ့ချင်းသိမတကောင်နဲ့အတူတူနေတယ်တနေ့မှာအဲ့ဒီချင်းသိတွေအစာရှာထွက်နေတဲ့အချိန်မှာကူထဲမှာချင်းသိအမလေးညီမငယ်တယောက်ထက်ကြံတဲ့အချိန်မှာမနေမဝေးရငွေတောင်ဖန်ကူထဲမှာနေတဲ့ညီခွေးတကောင်ရောက်လာခဲ့တယ်အဲ့ဒီညီခွေးကဒီချင်းသိမကို ဆဲလမ်းမဲ့မောမီတဲ့အတွက်ကြောင့်ရှင်သေးမစီကိုတွားပြီးတော့မင်းကလည်းခြေလေးချောင်းတတ်တော့ပါပဲငါကလည်းခြေလေးချောင်းတတ်တော့ပါပဲငါရဲ့ချစ်ကိုလက်ခံပေးပါအတူတူပေါင်းသင်းရအောင်လို့ပြောတဲ့အခါမှာရှင်သေးမကလက်မခံတော့မြေခွေးကညှိုးငယ်ပြီးတော့မှဖန်ကူမှပြန်ပြီးတော့အိတ်တယ်ပေါ့ဒီလိုနဲ့အစာရှာသွားတဲ့အကိုဖြစ်တဲ့ရှင်သေးပြန်လာတဲ့အခါမှာ ပထမချင်းသေးအကိုတယောက်တကောင်ပြန်လာတယ်အစာကျွေးတယ်သူမစားဘူးမြေခွေးကသူ့ကိုပြောတဲ့အကြောင်းအရာကိုပြန်ပြောတဲ့အခါမှာဒေါသထွက်ပြီးတော့မှအဲ့ဒီချင်းသေးကဖန်ကူထဲမှာအိတ်နေတဲ့မြေခွေးကိုဟင်းလင်းပြင်မှာအိတ်နေတယ်လို့ထင်ပြီးတော့ဖန်သားကကြည်နေတာကိုတတိမထားပဲအချိန်နဲ့ပြေးပြီးတော့ခုံအုပ်လိုက်တဲ့အချိန်မှာဖန်ကူနဲ့စောင့်ပြီးတော့တည်ရတယ်ဒီလိုနဲ့ပဲအဲ့ဒီ ဖះလောင်းရဲ့ညီငယ်ရှင်သိ6កောင်ဟာ6កောင်သလိုတကောင် ပြီးတကောင်ပြေးပြေးပြီးတော့မှညီဝေးကိုခုံအုပ်တာဖန်ကုံနဲ့စောင့်ပြီးတော့မှရင်ကွဲပြီးတော့တည်ရတယ်နောက်ပိတ်ဆုံးဖះလောင်းရှင်သိပြန်လာတဲ့အခါမှာညီမဖြစ်တဲ့ရှင်သိမကပြောပြတဲ့အခါမှာ အကိုဖြစ်တဲ့ဖះလောင်းရှင်သိကဒီမြေဝေးကိုဘယ်မှာလဲလို့မေးတော့ဟင်းလင်းပြန်မှာအိတ်နေတာမမြင်ဘူးလား ဲ့ဒါဟင်းသိမ်းပြင်မဟုတ်ဘူးတဲ့အဲ့ဒါဖန်ကိုထဲမှာအိတ်နေတာညီမငယ်ဆိုပြီးတော့သူ့ညီတွေတည်တယ်လို့ तू ကမတည်ချင်တော့ဒီမြေခွေးရဲ့အတက်အစင်းလန်းကို तू စုံစမ်းတယ်လှိမ့်လာပြီးကြည့်တဲ့အခါမှာဒီမြေခွေးကဘယ်လန်းကတက်တယ်ဆိုတာသိတော့အဲ့ဒီလားကနေပြီးတော့မှရှင်သေးဟိမ့်တယ်နဲ့ဟိမ့်တယ်ကောင်းကင်နဲ့မြေကြီးတစ်ဆက်သေးလို့မျိုး လိုင်တန်ပေါက်ပြီးတော့မှပဲ့တင်ရက်ခတ်ပြီးတော့အဲ့ဒီဖန်ကူထဲမှာအိတ်နေတဲ့မြေခွေးဟာအဲ့ဒီချင်းသိမင်းရဲ့ဟောက်တန်ကြားပြီးတော့နှလုံး꿰ပြီးတော့ဒေပွဲဝင်ရရှာတယ်အဲ့ဒီတော့ဒီနေရာမှာကြည့်လိုက်ရင်ကိုနဲ့မဆွဲလန်းတဲ့လူကိုနဲ့မတူမတန်တဲ့လူတစ်ယောက်ကိုမဆွဲလန်းတဲ့လူတစ်ယောက်ကိုဒစုံတစ်ခုကိုဆွဲလန်းမိတဲ့စိတ်ကြောင့်အဲ့ဒါကိုအကြောင်းပြုပြီးတော့မှ ကိုကိုတိုင်လည်းအသက်ဆုံးရှုံးပျက်စီးရတယ်။ပတ်ဝန်းကျင်ကလူတွေလည်းအသက်ဆုံးရှုံးပျက်စီးရတယ်။ဒီလိုပါပဲ။ကိုနဲ့တမ်းမတည့်တဲ့လူတွေ၊ကိုနဲ့မလိုက်ဖက်တဲ့လူတွေ၊ကိုနဲ့မတင့်လျော်တဲ့လူတွေကိုဆွဲလန်းမိ၊မက်မောမိ၊တန်းတားမိတဲ့အခါမျိုးတွေမှာနှုတ်နှစ်ဖက်လုံးနာကျင်ရတတ်တယ်၊ပူလောင်ရတတ်တယ်၊ပျက်စီးရတတ်တယ်။ဒါကြောင့်ဘဝရဲ့လက်ကျန်အချိန်တွေမှာ မဆွဲလန်းတဲ့အရာကိုမဆွဲလန်းမိပါစေနဲ့မမတ်မောတဲ့အရာတွေကိုမမတ်မောမိပါစေနဲ့နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။